ကွန်ပျူတာအလုံးမင်္ဂလာပါကျွန်တော် reason တိုင်းမှာခရီးတစ်ခုသွားတဲ့အချိန်ကျွန်တော်ရဲ့ airport အသွင်ကြိုးကမင်းဆောင်ဖြစ်သွားလို့ဆိုပြီးတော့ကျွန်တော်ရဲ့ airport အသွင်မှုအတွက်ကိုကျွန်တော်ရဲ့ system နဲ့ file တချို့အသွင်မှုအတွက်ကိုဆိုပြီးတော့ Shopee မှာကျွန်တော်အသွင်ကြိုးရှာတာအဲ့လိုရှာတဲ့အချိန် multi purpose address ဆိုပြီးအသွင်ကြိုးတစ်ခုတွေ့မိတယ်ကြိုးတစ်ကြိုးထဲမှာပဲ Android တိုက်စီ iPhone အသွင်ကြိုးကသုံးခုလုံးပါနေတဲ့အချိန်ကျတော့ kwa mi kwa ဆိုပြီးကျွန်တော် try လုပ်လိုက်တယ်ကျွန်တော်ဒီအသွင်ကြိုးကိုဝယ်တဲ့အချိန် load လုပ်မိတာတစ်ခုက marketing purpose နဲ့လူတွေကို attract ချက်အောင်ဆိုပြီး100 bucks ဆိုပြီးပြတာပဲမြဲတကယ်တမ်းကြလို့ရှိရင်ဒီကျိုးက100 bucks အလုံးမဖြစ်တာတော့ကျွန်တော်သိဒါပေမဲ့လေ airport နဲ့ fine transfer လုပ်လို့ရရင်ပြီးရပဲဆိုပြီးကျွန်တော်လဲဝယ်လိုက်ဈေးကလည်း20ဘတ်ပဲမလို့ဈေးနှုန်းလေးတွေတက်တာတော့ affordable ဖြစ်တော့ ျွန်တော်လဲ purchase လုပ်လိုက်တာပေါ့ဒါပေမဲ့ဖြစ်နေတာနဲ့ထင်တာကလုံးဝတလွဲ computer ကြီးဒီအသွင်းညို့မျိုးကဖုန်းအသွင်းနာထက် small gadget တွေအသွင်းနာပိုပြီးအဆင်ပြေမယ်လို့ထင်မိတယ် small gadget တွေကဘာတွေလဲဆိုလို့ရှိရင် airpod အသွင်းနာတို့ power bank အသွင်းနာတို့ပြီးရလို့ရှိရင်ဖုန်းမဟုတ်ဖိနေတခြားဟာလေးတွေပေါ့တိတိလေးတွေကိုအသွင်းနာပိုပြီးအဆင်ပြေမယ်လို့ထင်ပါပြလို့လဲဆိုလို့ရှိရင်ကျွန်တော်ဒီအသွင်းညို့ unbox လုပ်လိုက်တဲ့အချိန်ပထမဆုံးသိရတာကဒါ China product တကူဒါပေမဲ့ အတင်းကျိုးမှာ100ဝက်ပြတာလေဆိုပြီးမှဖုံးအတင်းတော့နည်းနည်းတော့ကြာတယ်အခုအစ်စ်လာနေတဲ့တတိယအတင်းကျိုးတွေတောင်မှမိနစ်30 35မိနစ်40ဆိုလို့ရှိလို့ရှိရင်အတင်းတာပြည့်သွားပြီဖုံးအတင်းကျိုးလိုတယ်ဆိုလို့ရှိရင်ဒီလိုမျိုးကျိုးကိုလုံးဝမဝယ်ပါနဲ့ဘာလို့လဲဆိုလို့ရှိရင်ကွန်ပျူတာရဲ့ဖုံးဘက်ထရီပဲလုံးဝထိခိုက်ပါလေနောက်တစ်ခုကဒီကျိုးကျွန်တော်ရဲ့ system နဲ့ connect လုပ်ကြည့်တာလုံးဝ connect လုပ်လို့မရဘူး China product ကြောင့်လား quality ကြောင့်လားကျွန်တော်လည်းမသိဘူးဒါပေမဲ့တခြားကြိုးတွေနဲ့ connect လုပ်ရင်တော့ရတယ်ဒါပေမဲ့ ကျွန်တော်ဒီအသင်းကျိုး return လောက်တော့ပဲ ਨੇ ကျွန်တော် apple အသင်းဖို့အတွက်ပဲကျွန်တော် picket လောက်လိုက်တော့ ਨੇ ပေးခဲ့တဲ့ဈေး ਨੇ ဒီအသင်းကျိုးကတန်ရက်လာဆိုတာကိုလည်း comment မှာဖြေချပေးပါဦး comment လို့လိုချင်လို့ရှိရင်ဝယ်လို့ရအောင်ကျွန်တော် description မှာ link ပေးရမယ်เนาะဒီလိုမျိုးနေ့စဉ်အသုံးပြုနေတဲ့ပစ္စည်းတွေဝယ်တဲ့အချိန် second မမိအောင်အမြဲတည်ဖို့အတွက် channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပြီး support လုပ်ပေးပါဦးเนาะ comment တို့ရေအားလုံး love you all ပါတတ်တာ bye bye